ားလုံးပဲမင်္ဂလာပါခင်ဗျာရဲဘော် YouTube Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကဆရာကြီးမင်းသွန်ကိုရေးဆက်တည်ကုန်းခဲ့တဲ့ရှားတာမြောက်ပြီးအနှစ်သာရပြေဝလာတဲ့ကဗျာလေးတစ်ပုဒ်ဖြစ်တဲ့ဖုံးမောင်လာပြီးဆိုတဲ့ကဗျာလေးကိုခန်းစားရွတ်ဖတ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဖုံးမောင်လာပြီးမိုင်းညိုညင်ရဲ့လူကြီးတိမ်နိုင်ရေးစိမ့်အနာဂျွာတကားမှကောက်ချကြဲလောင်စီချူဟောင်းတော့ ဖိုးမောင်လာပြီးဆိုကြသည်ဟောင်းတန်ရက်၍ထက်ချက်ပေါ်လာအတန်မာကညခါငါးထောင်မောင်ဖိုးမောင်သည်ရွာတောင်ချောင်းကပြန်ခဲ့ပြီးဖိုးမောင်တန်ကြားကင်းသမားကတကားကြီးအောင်မလွယ်ပေါက်ကိုတရဝင်းသားဖွင့်လိုက်ပါတော့ယာရင်အိုဆောင်ဝဲတက်ချောင်းနှင့်ခစောင်းကိုင်းကိုင်းငါးပလိုင်းကို လွယ်တိုင်းပြီးလင်ရွာကိုဝင်သည်လူပင်လီလာတစီလာတစီမကြောက်မွေမကြောက်ပဲတယောက်တီးပင်မြင့်မှောင်တွင်၌သူလျင်ငားရှာမကြွေးပါကထိုရွာသူသားလူအများတို့ငဇုံငစင်းငတ်ပေလေဆောင်းတညာ၌ချမ်းမြစိန်အေးလာချမ်းကွေ၍ရွာပေးကြည်ပြမှောင်နဲ့နဲ့မှဈီးကွက်ကအော် ောက်တဲ့ကြော်စင်ဂျွာပေါ်လွှမ်းအောင်ကုတ်ကြားဟောင်းသည်ဖိုးမောင်လာခြင်းပါတကားတို့ဖြစ်တော်ညာခါတပါတို့တကားဝင်လို့သူမဆိုးပဲမောင်းကိုထုပါလူစုပါဟိဂျွာကိုဘေးမှကာကွယ်ကြလော့ဓမြငါအားဖမ်း၍ထားဟုစကားမဆုံးဟိအော်ရုံတွင်ဒိုင်းတုံးတိန်တန်ဂျွာလုံးညံသည်ချောင်းရံပဲ့တင်ထတ်တည်း ဖိုးမောင်ညီကုန်းဤရင်ဆုံးလင်ဂျွာလုံးစိတ်တွင်ဖိုးမောင်ဝင်၍ပဲ့တင်ထက်ကဟီးလျက်ပါတိဘဲခါမဆူစီးလင့်ကြို့တို့မိုင်းညုံညည်ရလူချေတိတ်၌ရေစိမ်အနာဂျွာတကားမှဂုတ်ချားကျေလောင်ရံရော်ဟောင်းတော့ဖိုးမောင်လာပြီးစိုးစဲပင်ဟုတ်ကဲ့ဆရာကြီးမေတ္တဝန်ကဒီကဗျာလေးကို 1962ခုနှစ်ဒီဇင်ဘာလမှာရေးသားခဲ့ပြီး1963ခုဇန်နဝါရီလထုတ်မြဝတီမဂ္ဂဇင်းမှာရေးသားဖော်ပြခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။အဆုံးအထိနားဆင်ပေးခဲ့ကြရတဲ့ညီကိုမောင်နှမဒုတိယချင်းကြီးတိုင်းကိုကျေးဇူးအထူးပဲတင်ရှိကြပါတယ်ခင်ဗျာ။